င်တဲ့ကိစ္စတွေဟာသူများစီရရတဲ့စိတ်ခွန်အားတွေ motivation တွေနဲ့အာရေရှည်ဖြစ်နေတာမဟုတ်တလို့ဒီအောင်မြင်တဲ့နေရာတွေကိုရေရှည်ထိန်းသားပြန်ပြောလိုက်မယ်နော်အဲ့တော့ဒီ nepe အသီးသီးမှာအကဏအသီးသီးမှာအောင်မြင်နေတဲ့သူတွေသည်သူများစီရရတဲ့ motivation တွေစိတ်ခွန်အားတွေကိုအမြဲတမ်းမျှော်ကိုးနေတဲ့သူတွေမဟုတ်တလို့ဒီစိတ်ခွန်အားတွေ motivation တွေနဲ့လည်းဒီအောင်မြင်မှုကိုရေရှည်ထိန်းသိမ်းထားနိုင်တာမဟုတ်ပါဘူး အဲ့တော့စိတ်တော့ကိုကနေပယ်တစ်ခုမှအောင်မြင်ချင်တယ်ကိုကအဲ့ဒီအောင်မြင်တဲ့နေရာကိုလဲခဏတာလေးပေါ့နော်ဟိုခဏတာလေးရေပွက်ပွက်တယ်လို့ပွက်ပြီးတော့ပြုတ်ကျသွားတာမျိုးမဟုတ်ဘဲနဲ့ရေရှည်ထိမ့်သိမ်းထားချင်တယ်ဆိုရင်တော့တခြားသူစီကစိတ်ခွန်အားတွေတခြားသူစီက motivation တွေတခြားသူစီကအာအပေးမဲ့စကားတွေကိုမျောနေတာထက်စာရင်ကိုကိုတိုင်းကိုရဲ့ sense တစ်လုံးချင်းစီကလာတဲ့ self motivation လို့ပဲပြောပြော inspiration လို့ပဲပြောပြောအဲ့ဒီအရာနဲ့အလုံးလုံးမှသာစိတ်တို့ကကိုလုတ်တဲ့ကံအတီးတိမှအောင်မြင်မှဖြစ်ပါတယ် အဲ့တော့ကိုကအာနေပဲတစ်ခုမှအောင်မြင်ချင်တယ်ဒီအောင်မြင်မှုကိုလည်းရေရှည်ထိမ့်သိမ့်ထားနိုင်တဲ့သူတွေရဲ့အကြောင်းတရားကဘာလဲဆိုရင်ဘလို့လောကဒဏ်တွေပဲလာလားဘလို့အခက်ခဲတွေပဲရှိရှိသူများတွေကကိုကိုပြိုလဲအောင်ဘလို့ပဲတိုက်ခိုက်တိုက်ခိုက်ဘလို့လွဲချော်မှုတွေပဲရှိရှိဘလို့ပေါ့နော်ကိုထင်ထားတာတွေဖြစ်မလာတာဆိုင်းငံ့နေတာမျိုးပဲဖြစ်ဖြစ်ကိုလောက်ဆရာရှိတဲ့အလုပ်ကို consistent ဖြစ်ဖြစ်တိုက်ဆိုင်မမနေ့စဉ်ကိုပဲ တတိထားပြီးတော့နေ့စဉ်ကိုပဲ focus လုပ်ပြီးတော့နေ့စဉ်ကိုပဲအာရုံစိုက်ပြီးတော့ပါတယ်ပဲဖြစ်နေဖြစ်နေကိုလောက်ဆရာရှိရဲ့အကြောင်းတရားကိုကိုစီရအထဲကလာတဲ့ကိုရဲ့ self motivation ကိုရဲ့ inspiration နဲ့ consistency ဖြစ်ဖြစ်အလုံးလုံးသွားတာပဲဖြစ်ပါတယ်အော်စိတ်ကဥပမာလေးတစ်ခုပေးချင်တယ်။သူများစီကဒီရတဲ့စိတ်ခွန်အား၊သူများစီကရတဲ့ motive ပေါ့နော်။အတူကောက်တွေပြောကြတယ်။ motivation နဲ့အလုပ်လုပ်တာဘာနဲ့တူလဲဆိုတော့ သူများရဲ့ပတ်စံကိုခဏချီသုံးတာလို့သူများရဲ့ကိုပိုင်ကားကိုခဏငှားစီတာလို့လည်းအတူတူပါပဲအဲ့တော့ကားတစ်စီးကိုစီးတယ်ဆိုတာကိုလိုရာခင်းရောက်ချင်လို့စီးတာကိုသွားချင်တဲ့နေရာရှိရဲ့အဲ့တော့သူများကားကိုငှားစီးတဲ့အခါမှာတခါတလေကြာရင်ကိုသွားချင်တဲ့နေရာကအာ၁၀ရက်နေမှာရောက်မဲ့ခီးကိုသူများကားက၃ရက်ဖန်ငှားမယ်ဆိုရင်ဂျန်တဲ့ရက်တွေကကိုကဘာနဲ့သွားမှာလဲအဲ့ဒီပုံစံပါပဲအဲ့တော့ကိုကားနဲ့ကိုကြတော့ ိုသည်ကိုယ့်ရဲ့ကိုပိုင်ကားဖြစ်တဲ့အတွက်ကိုပိုင် energy ဖြစ်တဲ့အတွက်ကိုကြိုက်တဲ့အချိန်ထသွားလို့ရတယ်။နောက်ပြီးတော့သူများကားဖြစ်နေလို့ဆိုပြီးတော့အာဒါကြီးကိုပေါ့နော်ဟာကားတော့ထိသွားတော့မှာပဲအဆင်ပြေပါမလား ထင်ပြီးတော့လည်းစဉ်းစားစရာမလိုဘူးကိုယ်ကားဖြစ်တဲ့အတွက် ကိုကြိုက်တယ်လို့မောင်းလို့ရတယ်ကိုကြိုက်တယ်လို့သွားလို့ရတယ်ကိုယ့်ရဲ့လိုရာပန်းတိုင်ကိုကိုယ်စိတ်ကြံဥဆောင်ပြီးတော့သွားနိုင်မှာဖြစ်ပါတယ်အဲ့လိုပဲဒီသူများစီကပတ်စံချီးတယ်ဆိုတဲ့အခါမှာဘလို့ပြောပြောသူများစီဟာဖြစ်တဲ့အတွက်ကိုကပြန်ပေးရမယ်ကိုယ့်ရဲ့ကိုယ်ပိုင်ငွေနဲ့ကြတော့ဘာကိုမှလှည့်ကြည့်စရာမလိုပဲနဲ့ကိုယ်စိတ်တိုင်ကြအလုံးလုံးလို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီဥပမာလေးဒီသူများစီကရလာတဲ့ motivation နဲ့ကိုယ့်ရဲ့ကိုယ်ပိုင် motivation အဲ့တော့ self motivation ကိုယ့်ရဲ့အထဲကလာတဲ့ကိုယ့်ရဲ့ခန္ဓာသည့်ကိုယ့်ရဲ့အကြောင်းတရား ဖြစ်မှုတွေကဘလို့ကွာနိုင်လဲဆိုတာကိုဒီဥပမာလေးနဲ့ဆိုရင်ပို့ပြီးတော့ရှင်းလင်းသွားလိမ့်မယ်လို့ယုံကြည်ပါတယ် အဲ့တော့စိမ်းရဲ့ community ထဲမှာစိမ်း live တွေမှာကိုယ့်ရဲ့အတန်းတွေမှာပြောနေကြစကားတခုအများတန်းရှိရဲ့အဲ့ဒါကပါလဲဆိုရင်သူများကပေးတဲ့စိတ်ခွန်အားသူများစီကမမျောနဲ့သူများကပေးတဲ့စိတ်ခွန်အားမမျောနဲ့အဲ့ဒါဒီကအလုတ်ဖြစ်ရင်တောင်ခဏပဲအလုတ်ဖြစ်တာရေရှည်မဖြစ်ဘူးပေါ့နော်စိတ်ခွန်အားလူတိုင်းပေးတတ်တယ်စိမ်းလဲအားပေးစကားမျိုးစုံကြွယ်ကြွယ်ဝဝပြောတတ်တယ်စိမ်းလဲပေးတတ်တယ်ဒါပေမဲ့တကယ်တမ်းဒီကိုယ့်ရဲ့ဘဝကိုကိုကိုယ်တိုင်ကတာဝန်ယူပြီးတော့ကိုကိုယ်တိုင်အကြောင်းတရားဖြစ်ပြီးတော့ကိုယ့်အတွက်ဘယ်အရာတွေက ကောင်းမလဲကို့အတွက်ဘယ်ဟာတွေကပိုပြီးစိုးစိမ်မလဲဆိုတာဒီကိုကိုယ်တိုင်အသိဆုံးဖြစ်တယ်အဲ့ဒီအရာတွေတဲ့ပဲစိန်းတို့ကကိုဘဝကိုတေချာလေ့လာသုံးသပ်ဆင်ခြင်ပြီးတော့ပိုပြီးတော့ကောင်းတဲ့အနေအထားတွေကိုတွားရမှာဖြစ်ပါတယ်အဲ့တော့ဆိုင်ရဲ့ဒီ sharing လေးရနေတဲ့ဆိုင်ရဲ့သူများစီအားရတဲ့စိတ်ခွန်အားတွေသူများစီအားရတဲ့ motivation ရဲ့ကိုကိုတိုင်းဆန်းစလုံးချင်းစီအားနေ inspire ဖြစ်ပြီးတော့ကိုကိုတိုင်းတကယ်ပြောင်းလဲခြင်းနဲ့စိတ်နဲ့ဘလို့အကောင်းအဆိုးလောကဒဏ်တွေပဲလာလားဘလို့အတက်ကြတွေပဲဖြစ်ဖြစ် ကိုကနေ့စဉ်နေ့တိုင်းအကောင်းဆုံးတဆိုင်မမတ်အလုံးလုံးသွားမယ်တဆိုင်မမတ်အကြောင်းတရားဖြည့်သွားတဲ့နှစ်ခုဟာဘယ်အရာကပို့ပြီးတော့ကိုကိုရှေ့ရောက်စေလဲဆိုတာကိုအရင်ကတည်းကပို့ပြီးတတိထားမိလာလိမ့်မယ်လို့ညွှန်လင်းပါတယ်ကျေးဇူးအများကြီးတင်ပါတယ်စိန်းကတော့ International Certified Life Coach Trainer နဲ့ Energy Healer Dr. စိန်းဖြစ်ပါတယ်